မင်္ဂလာပါခင်ဗျာအဲကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒီ KPZ ပေးပေါ့ခင်ဗျာ KPZ ပေးဖွင့်ထားတယ်ကျွန်တော်တို့ဖုန်းနံပါတ်ပေါ့ခင်ဗျာကျွန်တော်တို့ပျောက်သွားလို့ဝယ်ဖြစ်ဖြစ်ကျွန်တော်တို့ဆင်းကပ်သေးသွားလို့ဝယ်ဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းနံပါတ်ချင်းကျင်ရင်ဘယ်လိုချင်းရမလဲဆိုတာမျိုးကျွန်တော်ပြန်လည်းမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအာအခုနီးလေးကတော့ကျွန်တော်တို့ KPZ ပေးစင်တာဘောပေါ့ခင်ဗျာတွားဖို့အဆင်မပြေတဲ့သူတွေအတွက်အခုဗီဒီယိုလေးကိုတင်ပေးရခြင်းဖြစ်တယ်ပေါ့ခင်ဗျာ ငါကျွန်တော်တို့ကပြည်သက်ပေးဆန္ဒကိုသွားလို့အဆင်ပြေတဲ့သူတွေကတော့လူကိုယ်တိုင်သွားပြီးတော့ချိန်တာတော့ပို့ပြီးတော့မြန်နေပေါ့ခင်ဗျာအအခုနီးနေရတော့ကျွန်တော်တို့ booking ယူပြီးချိန်ရတဲ့နီးလေးဖြစ်တဲ့အတွက်ကျွန်တော်ရက်ချိန်တော့ယူရတယ်ပေါ့ခင်ဗျာအာကျွန်တော်တို့အခုနီးလေးနဲ့ချိန်မှန်ဆိုရင်ပေါ့ခင်ဗျာအခုနီးလေးကတော့ကျွန်တော်တို့ဒီ a virtual ပေါ့ခင်ဗျာဒီ virtual customer support ကနေချိန်တာဖြစ်ပါတယ်ခင်ဗျာဒီ virtual customer support ကနေချိန်ဖို့ဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ KPZ မေးတန်းကိုပေါ့ခင်ဗျာအာစာပို့ရမှာဖြစ်ပါတယ်ခင်ဗျာအဒီမေးလေးပေါ့ခင်ဗျာဒီ KPZ မေးလေးမေးကိုကျွန်တော်ပထမအဆုံးအနေနဲ့စာပို့ရပါမယ်အကျွန်တော်တို့ဘယ်လိုပို့ရမလဲဆိုတော့ဒီမှာပေါ့ခင်ဗျာကျွန်တော်ပို့ထားတဲ့ နေနေပေါ့ခင်ဗျာကျွန်တော်ကတော့ဒီမှာပေါ့ခင်ဗျာအာဒီမှာ KPZ ပေးဆန်တော်ပို့တာတော့ကျွန်တော်တို့ဟောကျွန်တော် KPZ ပေးဖုန်းနံပါတ်ပေါ့ခင်ဗျာပြောင်းခြင်းလို့ပါပေါ့ခင်ဗျာအာဆင်ကတ်တတန်တည်သွားတဲ့အတွက်ပေါ့ခင်ဗျာကျွန်တော်အမှန်တိုင်းမပြောတယ်ဒီမှာ KPZ ပေးဆန်တော်ကိုတွားလို့အဆင်မပြေလို့ပါပေါ့ခင်ဗျာကျွန်တော်လက်ရှိထိုင်းမှာရောက်နေတဲ့အတွက်ပေါ့ခင်ဗျာငါပြီးတော့ကျွန်တော်မှတ်ချက်အနေနဲ့အဲဒီ KPZ ပေးနဲ့ပတ်သက်ပြီးတော့ဘာအရှုပ်ရှင်းမှမရှိဘူးဆိုတာလေကျွန်တော်မှတ်ချက်ထပ်ပြီးတော့ရေးလိုက်တယ်ပေါ့ခင်ဗျာဒါကတော့ကျွန်တော်ပို့တဲ့နေလေးပေါ့ခင်ဗျာ ။အဲအဲ့မှာကျွန်တော်တို့ဒီမှာ KPZ ပေးဆန္ဒနေပြီးတော့ကျွန်တော်ဒီမှာစာပြန်လာတယ်ပေါ့ခင်ဗျာ။အာဖုန်းနံပါတ်တကယ်လို့ချိန်မို့ဆိုရင်ပေါ့ခင်ဗျာ။သူကနေပြီးတော့အဓိကမှတ်ပုံတင်ပေါ့ခင်ဗျာ။မှတ်ပုံတင်လက်ဝဲထားရှိရမယ်ပေါ့ခင်ဗျာ။ကျွန်တော်တို့သူကနေပြီးတော့အော်ဗီဒီယိုကောနဲ့ပြောမှဖြစ်တဲ့အတွက်ကိုယ့်ရဲ့မှတ်ပုံတင်ကိုပြရမယ်။ပြပြီးတော့သူကဒီဓာတ်ပုံရအောင်ပေါ့ခင်ဗျာ။အလားကြီးလှုပ်ဆောင်ဖို့အတွက်သူ ကိုမှတ်ပုံတင်အောင်ပေါ့ခင်ဗျာဒါအရေးကြီးတယ်ကိုရဲ့လက်ဝယ်မှာပြနိုင်ရမယ်ပြီးတော့ကျွန်တော်တို့ဒီ KBZP app ကိုနောက်ဆုံးပါရှင်းအနေနဲ့မြင့်ထားဖို့လိုတာပေါ့ခင်ဗျာမြင့်ထားဖို့လိုတာလေးကိုသူထပ်ပြီးတော့ပြောတယ်အော်ပြီးတော့ဒီမှာပေါ့ခင်ဗျာသူမေးတာလေးရာကျွန်တော်တို့ဒီမှာဒီမှာပေါ့ခင်ဗျာကျွန်တော်တို့အရင်ဖုန်းနံပါတ်မှတ်မိလားမမှတ်မိဘူးလားမေးတယ်ပေါ့ခင်ဗျာကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ဒီမှာပြောင်းမဲ့ဖုန်းနံပါတ်ပေါ့ခင်ဗျာကိုပြောင်းကျင်တဲ့ဖုန်းနံပါတ်ကိုရေးပြီးတော့ပို့ဆိုင်တယ်ပေါ့ခင်ဗျာပြီးတော့ကျွန်တော်တို့ ဖွင့်ခဲ့တဲ့ register ပေါ့ခင်ဗျာဖွင့်ခဲ့တဲ့ဖုန်းနံပါတ်ပေါ့ခင်ဗျာကြည့်တော့ကျွန်တော်တို့ရဲ့ mail ပေါ့ခင်ဗျာ gmail ပေါ့ခင်ဗျာနောက်ပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ကိုယ့်ရဲ့နာမည်အဲပြီးတော့မှတ်ပုံနေနံပါတ်ပေါ့ခင်ဗျာအာဒါသူ့ကိုပို့ပေးရမှာပေါ့ခင်ဗျာပြီးတော့ကျွန်တော်ကျွန်တော်တို့ကနေပြီးတော့ဒီမှာဘယ်ရက်ဆွဲကိုလိုချင်တာဘယ်ရက်ဆွဲရတော့သူပေးထားပေါ့ခင်ဗျာဘယ်အချိန်ကိုလိုချင်တာလဲဆိုတာကိုဒီမှာပေါ့ခင်ဗျာအာသူကကိုကြိုက်တဲ့အချိန်ကိုရွေးချယ်ခွင့်ပေးထားပေါ့ခင်ဗျာဒီမှာအချိန်နေသူပေးထားပေါ့ခင်ဗျာ ီမှာ9နာရီ10နာရီပေါ့ခင်ဗျာဒီမှာ17နာရီခွဲဒီမှာ10နာရီအကုန်လုံးတရားကိုကြိုက်တဲ့အချိန်ကိုကိုကနေပြီးတော့ရွေးပြီးတော့ပေးလို့ရတယ်ပေါ့ခင်ဗျာအာနေ့ရတော့သူဒီမှာသူပေးထားတဲ့တနေ့ပဲပေါ့ခင်ဗျာကျွန်တော်၄ရက်နေ့ပေါ့ခင်ဗျာကျွန်တော်တရား၄ရက်နေ့ကကျွန်တော်ချိန်ခဲ့တဲ့ပုံစံလေးဖြစ်ပါတယ်ကိုနဲ့တင့်တော်မဲ့အချိန်ကိုရွေးပြီးတော့သူ့ကိုဒီမှာပေါ့ခင်ဗျာတစ်ခါတည်းပို့ပေးလို့ရတယ်အားနေပြီးတော့သူကနေပြီးတော့ဒီမှာကွန်ဖန်းထပ်လာမယ်ပေါ့ခင်ဗျာ အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ appointment ယူတာလေးပေါ့ခင်ဗျာ booking appointment ယူတာလေးအောင်မြင်ကြောင်းပေါ့ခင်ဗျာဒီမှာပြန်လဲအကြောင်းပြအပ်ပါတယ်ပေါ့ခင်ဗျာဒီလို appointment ယူတာ booking appointment ယူတာအောင်မြင်တယ်ဆိုရင်တော့ကျွန်တော်တို့တောင်းဆိုတဲ့ရက်ချင်းကိုအတိအကျရရတယ်ပေါ့ခင်ဗျာဒါပေမဲ့အဲ့ဒီရက်အဲ့ဒီရက်အဲ့ဒီအချိန်ကြာရင်တော့ကျွန်တော်တို့က5မိနစ်ကြိုပြီးတော့ကျွန်တော်တို့ဝင်ဖို့လိုတယ်ပေါ့ခင်ဗျာကျွန်တော်အဲ့ဝင်နည်းလေးကိုကျွန်တော်ပြန်ပြမယ်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လို booking ယူပြီးရပြီဆိုရင်ကျွန်တော်တို့ကဒီမှာ booking ရတာ ေချာလားမတေချာလားဝင်ကျွန်တော်ကြည့်ကျင်တော့ဒီ AKP ဇက်ပေးတဲ့ကိုကျွန်တော်ဝင်လိုက်ပေါ့ခင်ဗျာဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာပေါ့ခင်ဗျာ mind swap နေရာလေးကို profile နဲ့လို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီအောင်နာလေးမှာကျွန်တော်ဒီမှာအာ budget customer support ဆိုတဲ့လို့တစ်ချက်နှိပ်လိုက်မယ်ပေါ့ခင်ဗျာနေပြီတော့ကျွန်တော်တို့ဒီမှာ mind booking ပေါ့ခင်ဗျာကျွန်တော်တို့ booking ရတာဟုတ်မဟုတ်သိချင်ဒီမှာ mind booking ကိုတစ်ချက်ဝင်လိုက်မှာပေါ့ခင်ဗျာဝင်ပြီးတော့ဒီမှာကျွန်တော်တို့ ဒီဖုန်းနံပါတ်ညီမကိုချိန်မဲ့ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါအရေးကြီးတယ်ပေါ့ခင်ဗျာ ချိန်မဲ့ဖုန်းနံပါတ်ပေါ့ခင်ဗျာဖွင့်ခဲ့တဲ့ဖုန်းနံပါတ်မဟုတ်ဘူး KBZ ဝေးဖွင့်ခဲ့တဲ့ဖုန်းနံပါတ်မဟုတ်ဘူးပေါ့ခင်ဗျာကိုချိန်မဲ့ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာကတော့ကိုယ့်ရဲ့မှတ်ပုံနေနံပါတ်ပေါ့ခင်ဗျာကိုယ့်ရဲ့မှတ်ပုံနေနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ NRC ရွေးပြီးပေါ့ခင်ဗျာအဲ့ဒီမှာအာဗာမြင်ဆောင်လဲပေါ့ခင်ဗျာကိုမြင်ဆောင်လားရှင့်မြင်ဆောင်လားစသဖြင့်ကျွန်တော်တို့အဲ့လိုရွေးပြီးတော့ဒီဘက်ကကျွန်တော်တို့ကိုယ့်ရဲ့မှတ်ပုံနေနံပါတ်ရှိရမှာရှိတဲ့နံပါတ်တွေပေါ့ခင်ဗျာအဲ့ဒီမှာနံပါတ်အဲအဲဒီမှာနံပါတ်6လုံးရေး ရင်ဒီမှာဆလှုပ်လိုက်ရင်တော့ तू ကပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဘူကီနံပါတ်နဲ့ကျွန်တော်ရက်ချင်းညိုအတိအကျပေါ်လာမှာဖြစ်ပါတယ်ဒါကတော့ဘူကီရက်ကိုပြန်ကြည့်နေပေါ့ခင်ဗျာအာကျွန်တော်တို့ကကျွန်တော်တို့ကဘူကီရက်ရောက်ပြီးအဲ့ဒီရက်ချင်းနေရောက်ပြီးဆိုရင်ဒီနေရာနေပြောဝင်ရမှာဖြစ်ပါတယ်ခင်ဗျာအာဒီက join call က join the call ပေါ့ခင်ဗျာ join the call ကနေပြီးတော့ကျွန်တော်တို့က5မိနစ်ကြိုပြီးတော့ဝင်ဖို့လိုတယ်ပေါ့ခင်ဗျာဒီမှာဖုန်းနံပါတ်ကိုချင်းမဲ့ဖုန်းနံပါတ်ပြန်ဖြည့်မယ်ဖြည့်ပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာ passport နံပါတ် ဒီမှာပေါ့မှတ်ပုံနေပေါ့ခင်ဗျာမှတ်ပုံနေကိုကျွန်တော်တို့ဒီမှာမှတ်ပုံနေဒီမှာအန္တာဒီမှတ်ပုံနေဖြည့်ပြီးတော့ကျွန်တော်တို့ဒီမှာအာ join the call ပေါ့ခင်ဗျာဒီညာနေပြီးတော့ဒီမှာ join the call ကနေနှိပ်ပြီးတော့ကျွန်တော် join ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီဟာလည်းအရေးကြီးတယ်ပေါ့ခင်ဗျာ9မိနစ်ဆော့ပြီးတော့ဝင်ဖို့လိုတယ်ပေါ့ခင်ဗျာအဲကိုရရချင်းနေရောက်ရင်အဲ့ရချင်းနိုင်တဲ့ပေါ့ခင်ဗျာ9မိနစ်ဆော့ပြီးတော့ဝင်လာပို့ပြီးတော့ကောင်းတယ်ပေါ့ခင်ဗျာသူတို့ကတော့ကျွန်တော်တို့9မိနစ်ပဲနောက် နောက်ကြပြီးတော့စောင့်နေပေါ့ခင်ဗျာ5မိနစ်ကြာရင်တော့မရတော့ဘူး तू မစောင့်တော့ဘူးပေါ့ခင်ဗျာဒီမှာ तू ပြက်သွားမှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့ဒီမှာရက်ချင်းလေးကို chain join နေလေးပေါ့ခင်ဗျာအဲဒီ my booking နဲ့ join လို့တော့ရတယ်ဒါပေမဲ့ဒီအောက်က join တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့ခင်ဗျာအဲ join the coin နဲ့ join တာတော့ပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ထင်တယ်ပေါ့ခင်ဗျာအဲ့ဒီမှာကျွန်တော်တို့ video call နဲ့ပြောတဲ့အခါမှာကိုကဘာတွေပြင်ဆင်သွားရမလဲဆိုတော့ကိုရဲ့ အကောင့်လဲမှာရှိတဲ့ငွေပမာဏကိုမှတ်ထားတာကောင်းတယ်ပေါ့ခင်ဗျာသူတို့မေးမယ်ပေါ့ခင်ဗျာငွေပမာဏဘယ်လောက်ရှိတယ်ပြီးတော့ကျွန်တော်တို့နောက်ဆုံးလွှဲခဲ့တဲ့ငွေပမာဏပေါ့ခင်ဗျာအဝင်အထွက်ကလေးတွေအလားလေးမှတ်ထားပါအရေးမှတ်ထားဖို့ပေါ့ခင်ဗျာပြီးတော့ကိုယ့်ရဲ့ passport နံအော်မှတ်ပုံနေနံပါတ်တွေပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်တွေဒါအကျိုးတွေပြီးတော့မှတ်ထားဖို့အရေးကြီးတယ်ပေါ့ခင်ဗျာအခုကတော့ကျွန်တော်တို့ဒီ KPZ base center ကိုပေါ့ခင်ဗျာမတွားနိုင်တဲ့သူတွေအတွက်ပေါ့ခင်ဗျာဒီအထက်ကနေပြီးတော့ အာကိုတိုင်ပေါ့ခင်ဗျာဒီ particular customer support ကနေပြီးကိုတိုင်ချင်းကျင်ပေါ့ခင်ဗျာအာ KBZ ပြီးဖုန်းနံပေါ့ကိုတိုင်ချင်းကျင်ဘယ်လိုချင်းရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှော်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ